ီတစ်ချိန်မြောင်းလန်ဒန်ဒါဘီမှာဂိုးရီတိတ်မမြော်လင်းနဲ့စူပါစီတနင်္ဂနွေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ဆက်နှစ်ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစ်ဂိမ်းပြင်ညာအားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတနင်္ဂနွေနေ့ညအတွက်ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေနားဆင်ရမှာပါအဲ့ဒီထဲကမှကလောင်ရှင်စူပါစီရဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲကြိုသုံးသက်ချက်အနည်းငယ်ကတော့လီနဲ့ဗီလာည၈:၃၀ပါ နောက်ဆုံး၅ပွဲမှာ၄ပွဲအရှုံးကြောင့် လီဟာတန်းစင်းစုံနာ ရောက်သွားပါတယ်။လီဟာဒီယာဒီအိမ်ကွင်းမှာကာဆန်နဲ့တပွဲပဲရှုံးထားသေးပေမဲ့လက်ရှိခြေကအားရစရာမရှိပါဘူး။ဗီလာကတော့နောက်ဆုံးပရီးမီးယားလိ6ပွဲမှာ9ပွဲအနိုင်ကြောင်းအဆင့်6နေရာထိတက်လာပါတယ်။ဒါ့အပြင် အမရီရဲ့အသင်းဟာလီနဲ့ပရီးမီးယားလိအဝေးဝင်တွေ့ဆုံမှုနောက်ဆုံး7တပွဲမှာလည်းတပွဲသာရှုံးခဲ့ပါတယ်။ဒါကြောင့်အဲလင်လမ်းမှာဗီလာသားတွေအနေအဆုံးဒူးမထောက်ရနိုင်ပါဘူးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနေနဲ့ကတော့အာဆန်နယ်နဲ့စပါးည7:00နာရီပွဲစဉ်မှာ နိုင်ငံကကြားပြတ်မတိုင်ခင်ဆန်နလန်နဲ့ပွဲမှာမထင်မှတ်တဲ့သရေနဲ့ကြုံခဲ့ရပေမဲ့အာဆင်နယ်ဟာဇယားထိတ်မှာလေးမှတ်ဖြတ်ထားနိုင်သေးပါအာဒီဒါရဲ့အသင်းဟာအိမ်ကွေးမှာဆိုရင်ပြိုင်ပွဲဆုံးနောက်ဆုံး၅ဝက်ဆက်နိုင်ထားတယ်လို့ဒီရဒီအမရိတ်စ်မှာလည်းတကူပဲပေးထားရပါတယ်သောမတ်ဖရန်လက်ထက်မှာစပါးကတော့ပွဲကြီးတွေဆိုရင်ခန်းစစ်ကိုဂယူဆိုင်ပြီးတတိထားချင်းကက်တက်ပါတယ်ဆိုတော့ဒီဒီကြိမ်မှာမြောက်လန်နန်ဒါဘီမှာဂိုးတွေအများကြီးမြင်တွေ့ရဖို့ဟာတိတ်မသေးကြပါဘူးဖြော်ပြမှုမပေးနိုင်တဲ့မြောက်လန်နန်ဒါဘီဖြစ်ဖို့များပါကြောင်းလို့သုံးသပ်ထားတာဖြစ်ပါတယ် အပြန်လန်သွင်းမှုတွေမြင်ရမယ့်ဘက်တင်နဲ့ဂီရိုနာတူကာဆိုတနင်္ဂနွေနေ့ညစပိန်လာလီကပွဲစဉ်73ပွဲကြို3တက်ချက်အနည်းငယ်ကတော့ကလောင်ရှင်တူကာဆိုရဲ့ပွဲကြို3တက်ချက်အနည်းငယ်ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။အိုဗီဒိုနဲ့ဗလီကာနိုည9:30နာရီ30ပေါ့ဇေယားအောက်ခြေကအိုဗီဒိုဟာနောက်ဆုံးလာလီကအိမ်ငွင်း၄ပွဲမှာတပွဲသာတွင်းထားနိုင်တယ်လို့၃ပွဲရှုံးထားပါတယ်။ဇေယားလေကဗလီကာနိုကတော့နောက်ဆုံးလာလီက၅ပွဲမှာ၃ပွဲနိုင်ပြီးဘီလာရီယန်နဲ့တပွဲသာရှုံးခဲ့ပါတယ်။ လက်ရှိမှာလဲဘယ်လီကာနိုဟာအိမ်ကွင်းထအဝေးကွင်းပိုကောင်းနေသေးပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်အနေနဲ့ကတော့ဘက်တနဲ့ဂီရိုနာည9:45ပါ။အဆင့်9နေရာကဘက်တဟာဒီယာဒီမှာအိမ်ကွင်းပွဲအများစုနိုင်ထားတဲ့အသင်းပါ။ဂီရိုနာကလည်းရလတ်ကောဂိုးသွင်းအပါတက်လာလို့တန်ဆင်းဇုံကနေထွက်နိုင်ဖို့မျှော်လင့်ချက်ရှိလာပါတယ်။ဂီရိုနာရဲ့နောက်ဆုံး9ပွဲစလုံးမှာလည်းအပြန်အလှန်သွင်းကိုရရှိခဲ့ပြီးအဲ့ဒီထဲမှာ ဘာစီလိုနာကို2-1နဲ့ရှုံးခဲ့တဲ့ပွဲလေးပါဝင်ခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအများဟာအပိလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနည်းငယ်ကတော့ဂီတာဗေးနဲ့အက်တလက်တီကိုည7:00နာရီပွဲစဉ်ပါ။အဆင့်၈နေရာဂီတာဗေးဟာဒီရာဒီမှာအိမ်ကွင်းတပွဲပဲရှုံးပါသေးတယ်။အိမ်ကွင်းခံစစ်မာရဲဂီတာဗေးဟာတပွဲတည်းသောအိမ်ကွင်းရှုံးပွဲမှာရီယယ်ကိုမိနစ်80ရောက်မှပေးရတဲ့တလုံးတည်းသောဂိုးနဲ့ကတ်ရှုံးခဲ့တာဖြစ်ပါတယ်။တီကိုကတော့လက်ရှိချိန်မှာနိုင်ပွဲဆက်နေပေမဲ့အဝေးကွင်းဆိုရင်တိတ်ဆိတ်မချရပါဘူး။ ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာကိုအနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ LC နဲ့ Real ည2:30တန်တက်ဆိုပေမဲ့ဇီယားလေက LC ဟာခုချိန်ထိအိမ်ငွေးရှုံးဝဲမရှိသေးသလိုမကြသေးခင်ကလည်းဘာစီလိုနာကွင်းမှာတော့ကိုးပြန်သွင်းထားနိုင်ပါတယ်။ဇီယားထိတ်နေရ Real ကတော့နောက်ပိုင်း La Liga အဝေးဝန်းပွဲတွေပါဇက်တိုက်ကြီးကြနေသေးပါဒီချိန်အဝေးကွင်းမှာလဲ real nine man ဆိုရင်တော့ lc ကိုကိုးပြန်ပေးရနိုင်ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ် ပြီးခဲ့တဲ့ရာသီကလို့ AC အတွက်အရှုံးမရှိနိုင်တဲ့ Milan Derby ၊ AC တနင်္ဂနွေနေ့ကအီတလီစီးရီးပွဲစဉ်ဆက်နှစ်ပွဲကျော်သုံးသက်ချက်အနေနဲ့ကတော့ကလောင်ရှင် AC ရဲ့သုံးသက်ချက်တွေဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ Verona နဲ့ Parma ည6:00နာရီပွဲစဉ်မှာနှစ်မှတ်သာကွာတဲ့အသင်းနှစ်သင်းရဲ့တန်းဆင်းဆုံးတိုက်ပွဲပါ။ဗီရိုနာကတောက်လျှောက်နိုင်ပွဲပြောင်းနေပေမဲ့နောက်ပိုင်းအိမ်ကွင်းပွဲတွေမှာအတော်လေးယုံကစားနိုင်ပါတယ်။ဘာမာကတော့ဒီရာဒီအဝေးကွင်းနိုင်ပွဲမရှိသေးသလိုအဝေးကွင်း၅ပွဲမှာလည်း၃ပွဲဟာရှုံးထားပါတယ်။ ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဗီရိုနာအနေနဲ့နိုင်ပွဲပြန်ရတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ခရိုမိုနီစီနဲ့ရိုမာည၈နာရီ၃၀ဇီယားလေကခရိုမိုနီစီအားနှစ်ပွဲဆက်အရှုံးနဲ့တူခြေစွမ်းအကျဘက်ကိုရောက်လာပါတယ်။ရိုမာကတော့နောက်ဆုံးစီးရီး၄ပွဲမှာ၃ပွဲအနိုင်ကြောင့်အင်တာနဲ့အတူအမှတ်ပေးစရာကိုပူတွေဥဆောင်နေနိုင်ပါတယ်။ဒါ့အပြင်ရိုမာဟာ DRC စီးရီးအဝေးခွင်၅ပွဲမှာလေ AC နဲ့တပွဲသာရှုံးပြီး၄ပွဲနိုင်ထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာရိုမာနိုင်ပွဲဆက်အောင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ နောက်ထပ်ပွဲစဉ်အနည်းငယ်ကတော့လာဇီရိုနဲ့လက်ချီည7:30နာရီ30ပါလာဇီရိုရောလက်ချီပါလက်ရှိချိန်မှာစီးရီမှာ9အောက်ကန်ဆုံးအသင်းနေဖြစ်နေကြပါတယ်လာဇီရိုကနောက်ဆုံးစီးရီ9ပွဲစလုံးမှာ9မများခဲ့ပါဘူးဒီလိုပဲလက်ချီရဲ့နောက်ဆုံးစီးရီ6ပွဲမှာလည်း9ပွဲဟာ9နေခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာပြင်းမှုကောင်းတဲ့9နေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်အင်တာနက် AC Milan ည2:55နမတာကွာတဲ့ထိတ်ဆုံးသုံးသင်းစင်းဝင်နေတဲ့ကဒါဘီပွဲစဉ်မှာ အင်တာကလက်ရှိချိန်မှာနိုင်ပွဲဆက်နေပေမဲ့ဒီယာဒီပွဲကြီးတွေမှာရလမကောင်းခဲ့ပါဘူး။ AC ကတော့အင်တာနက်နောက်ဆုံးတွေ့ဆုံမှု၅ပွဲစလုံးကိုရှုံးပွဲမရှိပဲကစားထားပါရယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည် AC ကိုအားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါရယ်။နောက်ဆုံးအနေနဲ့ကတော့ကလောင်ရှင် VMI ကောင်းကောင်းရဲ့တင်းငွေနေတချမ်းဆောင်ပွဲစဉ်ပဲဖြစ်ပါရယ်။အီတလီမြေမှာပွဲကောင်းတဲ့ပွဲဖြစ်တဲ့ Cremonese နဲ့ Roma ပွဲကနေရွေးချယ်ထားတာဖြစ်ပါရယ်။လက်ရှိခြေစွမ်းပိုင်းအရအင်ရှင်တို့ခြေစွမ်းကြဆင်းလာသလိုနောက်ဆုံး၅ပွဲမှာလည်း နှစ်ပွဲဆက်ရှုံးပြီးနှစ်ပွဲတည်ရင်နဲ့တပွဲသာနိုင်ထားခဲ့ပါတယ်။ဒါ့ပေမဲ့လည်းခုရာသီအင်ကွင်းမှာတော့ဂျူဗင်နော့ကိုသာရှုံးနေထားတဲ့အတွက်အင်ကွင်းတို့ကောင်းမွန်နေစေပါအဲ့ဒီရိုမာကလည်းယခုရာသီမှာကောင်းမွန်လာသလိုအဆင့်နှစ်မှာအဆင့်တစ်ကအင်တာကိုရမှတ်အတူနဲ့ရက်တီနေပါတယ်။အဲ့ဒီရိုမာအနေနဲ့ကတော့နောက်ဆုံးပြည်တွင်းပြိုင်ပွဲဆို၅ပွဲမှာ၃ပွဲအနိုင်နဲ့၂ပွဲရှုံးထားပါတယ်။ ခြေစွမ်းပိုင်းမှာတော့ဧည့်သည်ကအဆအဆအရာရာပူတာနေပေမဲ့အခုပွဲပြီးရင်ဥရောပကန်စီယာပွဲကြီးကြံနေသေးတဲ့အတွက်သတိတော်ထားရမှာပါ။ဒါကြောင့်အခုရာသီအဝေးဝင်းမှာနှစ်ကိုးပြက်နိုင်ပွဲမရှိသေးတဲ့ရိုမာကိုခဏမေးထားပြီးအင်ရှင်ကိုသာအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါရယ်။ပလေးမေကဂျာနေနာဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါရယ်။နောက်နေ့မှာလည်းပလေးမေကမှပုံမှန်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်နားဆင်အားပေးကြဖို့လည်းမျှော်လင့်ပါရယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဂိမ်းညင်ညာဆိုတဲ့ channel မှာလည်းနေ့စဉ်ပွဲစဉ်ပွဲကျသုံးသက်ချက်သုံးပွဲကို နေ့စဉ်မပြတ်တင်ဆက်ပေးနေပါတယ်။ဘောလုံးပွဲစဉ်တွေရှိရဲ့ရက်ဒီမှာပွဲကျူ30ချက်အနေနဲ့တင်ဆက်ပေးတာဖြစ်လို့ဆက်လက်ဝန်းရံပေးကြဖို့လဲမျှော်လင့်ပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။အားလုံးကောင်းသောနေ့တွေပိုင်ဆိုင်ပါစေ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။